ထိုင်းနိုင်ငံတရားရုံးချုပ်က ထိုင်းဝန်ကြီးချုပ်ဟောင်းထက်ဆင်ရှင်ဝတ်ကိုအမေရိကန်ဒေါ်လာတန်း900လောက်တန်မိုးရှိတဲ့ထိုင်းဘတ်ငွေ18ဘီလီယံနီးပါးအခွန်ဆောင်ဖို့အမိန့်ချလိုက်ပါတယ်။အဓိကတော့2006ခုနှစ်ကသူ့ရဲ့ဒီ Shin Corporation ကုမ္ပဏီရှယ်ယာတွေရောင်းချမှုနဲ့ပတ်သက်ပါတယ်။ဒီကိစ္စမှာတော့ထက်ဆင်ရဲ့သားနဲ့သမီးဖြစ်တဲ့သူတို့ဟာဆိုလို့ရှိရင်မိသားစုပိုင်းနိုင်ငံသားရှယ်ယာတွေကိုအစုရှယ်ယာတစုကိုတပတ် ုံးနဲ့ဝယ်ပြီးတော့စင်ကာပူအစိုးရရဲ့ယင်းနှိမ့်နံမှုကုမ္ပဏီဖြစ်တဲ့ဒီမာဆက်ကို 49.25ဘတ်နှုန်းနဲ့ပြန်ပြီးတော့ရောင်းချခဲ့ပူပါတယ်။ဒါကသားနဲ့သမီးဟာထက်စင်ကိုစားရှယ်ယာတွေကိုအယောင်းဝယ်လုပ်ခဲ့တာ ဖြစ်တယ်လို့တရားရုံးချုပ်ကဆုံးဖြတ်လိုက်တာပါ။ဒီမှုနဲ့ပတ်သက်ပြီးတော့ဘ ഹു အခွန်တရားရုံးနဲ့ဒီအယူခံတရားရုံးတို့မှတရားရင်ဆိုင်ချိန်တုန်းကဝင်ကြီးချုပ်ဟောင်းထက်စင်ဘက်ကတော့အနိုင်ရခဲ့ပါတယ်။အခွန်ဌာနကထက်စင်အယူခံအဖြစ်အမြင့်ဆုံးဖြစ်တဲ့ဘ ഹു တရားရုံးချုပ်မှအယူခံ ံထပ်တင်ခဲ့တာပါဗဟုတရားရုံးချုပ်ကထပ်ဆင်ဟာအဲ့ဒီ share အယောင်းဝယ်ကနေရတဲ့ဒီအမြတ်ငွေ16ဘီလီယံနီးပါးကိုအခွန်ဆောင်ဖို့ပြက်ကွက်တယ်ဆိုပြီးတော့အမိန့်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်ဝင်ကြီးချုပ်ဟောင်းထပ်ဆင်ဟာအခု လက်တလုံးမှာပေါ့လေထောင်ထဲမှာပဲထောင်တန်တစ်နှစ်ကြာခံနေရတာပဲဖြစ်ပါတယ်အခုတော့တရားရုံးချုပ်ကနေအမိန့်ချမှတ်လိုက်ပြီးဖြစ်တာကြောင့်အခွန်ပေးဆောင်ဖို့အတွက် လုပ်ငန်းစဉ်တွေကိုစတင်ရတော့မှာဖြစ်ပါတယ်